ဘကြီးတဲ့ဟန်ဆောင်ပြီးကလေးတွေကိုပြန်ပြီးဆွဲလူရက်တက်ဖြတ်နေသူလင်မယားကိုလိုက်လံရှာဖွေနေပါတယ်မဟုတ်ဘူးကလေးမရခင်ရတာတော့ဟုတ်ပါတယ်ဗောလူကြီးကြတော့မိုင်းနဲ့ဆဲမှာမင်းကလေးအလောင်းဆိုးဘူးတဲ့မိုင်းနဲ့ဆဲရောက်သွားပြန်တော့လဲဆဲရုံဆဲသွားပြီးတဲ့ဆဲရုံကမှကိုမီးရေငုံတိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုပ်ပန်စုရက်ကွဲအဘယဒုက္ခလမ်းမှနေတဲ့ကလေးငယ်တူခွေးခုခံရပြီးတော့မိဘတွေထံကိုချင်းချောက်ငွေတောင်းပြမေးဆွဲတဲ့ဖြစ်စဉ်တစ်ခုဟာ ဇွန်လ10ရက်နေ့ညနေ9:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပါတယ်။ခိုးယူခံရတဲ့ကလေးငယ်ဟာအသက်တနှစ်ခွဲဝန်းကျင်သားငယ်လေးဇင်လင်းထက်ဖြစ်ပြီးတော့မိဘတွေရဲ့နေအိမ်ကိုဗိုက်ကြီးတဲ့တူရောက်လာပြီးယောက်ျားဖြစ်သူကရိုက်နှက်တဲ့အတွက်အိမ်ပေါ်ကဆင်းလာတာဖြစ်တယ်လို့ဆိုပြီးရက်ကွက်ထဲမှာအိမ်က လာရှာလို့ပြောပါတယ်။အဲဒီနောက်မှာတော့နေအိမ်မှာခဏနားခုတ်ခွင့်တောင်းတဲ့အချိန်မှာပဲကလေးငယ်ကိုခိုးယူပြီးတော့ပြန်ပြီးဆွဲသွားတာဖြစ်တယ်လို့မိသားစုဝင်တူကပြောပါတယ်။ ဘာကြီးတယ်သူ့ပုံကလည်းမပုံပိုင်းနဲ့ဆိုတော့တနာပြီးအိမ်မှာခဏအနားယူခိုင်းကအခန်းရှာပြီးမှပြောလိုက်ပါတယ်။နေ့လည်ပိုင်းသားကအိတ်တော်သူကသားရဲ့အနားမှာအိပ်ပါသေးတယ်။ညနေ၄နာရီလောက်မှရေးစံသိသိရရှိလို့တောင်းလေတုံးမှာပဲသားလေးဇင်လင်းထက်ကိုခိုးသွားတာပါလို့မိသားစုဝင်သူကပြောပါတယ်။အဲ့ဒါနဲ့ည၁၇နာရီလောက်မှတော့ကလေးကိုခိုးသွားတဲ့အမျိုးသမီးကဖုန်းဆက်ပါတယ်။ဝင်ငါးသိန်းနဲ့ဝင်မန်းလေးနဲ့လွှဲပေးဖို့ပြောပါတယ်။ မလွယ်ဘူးဆိုရင်ကလေးရဲ့အသက်ကိုတာဝန်မယူဘူးလို့ပြောတဲ့အတွက်ငွေလွှဲပေးခဲ့ပြီမဲ့လည်းနောက်တနင်္ဂနွေအကြောင်းမှာပဲထပ်ပြီးတော့ဖုံးဆက်လာပါတယ်နောက်ထပ်ငွေကျပ်နှစ်သိန်းလွှဲဖို့ပြောပါတယ်မလွှဲရင်လည်းကလေးကိုထပ်ပြီးတော့တတ်ပြစ်မယ်ပြောတဲ့အတွက်ထပ်မံလွှဲပေးလိုက်ရပါတယ်လို့မိသားစုဝင်သူက ပြောပါတယ်ရဲတပ်ဖွဲ့ကလိုက်လံစစ်ဆေးတဲ့အချိန်မှာတော့ကလေးငယ်ကိုပြန်တွေ့တဲ့ဇွန်လ17ရက်နေ့မနက်ပိုင်းမှာတိုက်ကြီးမျိုးကဝေမန်းလေးဆိုင်တစ်ခုမှာငွေလှည့်လိုက်တဲ့ငွေ9သိန်းကိုမျိုးသားတူက လာထုတ်သွားလို့သတင်းရရှိခဲ့ပါတယ်။ကလေးငယ်ကိုတော့အလုံသွားမဲ့တူတူကဖလုံဘူတာခြေရွာအုပ်စုဖလုံမြိုင်ဝန်သွားတဲ့လမ်းဖလုံအနောက်ပိုင်းစိန်မုံတရရဲ့အောက်မှာရေထဲမှာပဲဇွန်လ17ရက်နေ့မနက်9:00ကျော်ချိန်ကအသက်တနှစ်ခွဲရွယ်ကလေးကိုအဝတ်ပလာနဲ့အသက်ရှင်လျက်ပဲကယ်ဆယ်နိုင်ခဲ့ပါတယ်။ကလေးကိုပြန်တွေ့ပြီမဲ့လည်းနေကင်းပိုင်းတော့ကဗကြီးတဲ့ဟန်ဆောင်ထားတဲ့မျိုးသမီးကပဲထပ်မံချင်းချောက်ပြီးတော့ဝေရှိသိန်းထပ်မံလွှဲခိုင်းသိရလို့လဲဆိုပါတယ်။ အလားတူပဲပြီးခဲ့တဲ့ဇွန်လ17ရက်နေ့နေ့လယ်ပိုင်းမှာပဲတိုက်ကြီးမျိုးမြို့မဇီထဲမှာအဆိုပါဗတ်ကြီးတဲ့မျိုးသမီးကကလေးငယ်သူကိုထပ်မံခိုးယူခေါ်ဆောင်နေတဲ့အချိန်နီနာကလူတွေကတွေ့လို့ဂျုံယွန်းဆန်ကန်ဖြစ်နေတော့မှာပဲသူမရဲ့ယောက်ျားဖြစ်သူရောက်လာပြီးသူ့ကိုယ်သူနေတယ်လို့ပြောပါတယ်အဲဒီနောက်မှာတော့ဗတ်ကြီးတွေကိုပြန်ခေါ်သွားလို့ဒေသခံတွေကဆိုပါတယ်ကလေးငယ်တွေကိုခိုးယူခေါ်ဆောင်ပြီးတော့ချင်းချောင်းဝေတောင်းပြမေးဆွဲနေတဲ့ဗန်ကြီးတဲ့အမျိုးသမီးနဲ့ဝေမန်းကြီးထွက်ယူသွားတဲ့ မျိုးသားကိုတတ်ဆိုင်ရပုံမင်းရှာပွေနေကြပေမဲ့လည်းဇွန်လ14ရက်နေ့ညနေပိုင်းချိန်ကြီးတော့ဖန်ဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။အလားတူပဲမေလ28ရက်ညနေပိုင်းကလည်းရန်ကုန်တိုင်းထန်းတမင်မြို့နယ်ရခိုင်ရိုးကြီးအုပ်စုရိုးလေးကျေးရွာအောင်ပြည်လင်းလမ်းမှာနေတဲ့အသက်3နှစ်အရွယ်သမီးငယ်လေးမတ်ရဇနာကိုအဆိုပါဗတ်ကြီးတွေကဖုန်းနဲ့အတူ ခိုးယူသွားပြီးည7:00နာရီလောက်မှာတော့ဖုန်းကလေမတ်ရဇနာမိဘတွေကိုချင်းချောက်ပြီးတော့ငွေ300နဲ့ကလေးကိုလာပေးဖို့နဲ့ သက်ဆိုင်ရာဘုအကြောင်းမကြားဘုစာပို့ခဲ့လို့မိသားစုဝင်သူကပြောပါတယ်။ကလေးမိဘတွေကလည်းသိန်း90လောက်ပဲစုဆောင်ရတဲ့အတွက်ဘေးကဆွဲချိုးပောင်ပေးမယ်ပြောလို့ပတ်စံပေးဖို့အတွက်မလက်ထိကြာသွားခဲ့တာကိုမလက်စင်တိုင်းလောက်မှစာထပ်ပို့လာပြီးအချိန်တွေကြာလို့မဆောက်နိုင်တော့ဘူးကလေးကိုတတ်လိုက်ပြီးလို့ပြောဆိုကာဗန်ကြီးတဲ့မိမကပုံနေပို့ခဲ့ပါတယ်။နောက်ပြီးတော့လည်းသူမကဘယ်ရဲတိုင်တိုင်ဘယ်ကောင်းတိုင်တိုင်ငါစောက်ယူမဆိုင်ဘူးဒီလောက်ကိုလှုပ်ရှားနေတာကြာပြီး အကြီးရက်ကပဲရွှေပြည်သားကကလေးတယောက်ကိုနင်တို့ကလေးလိုပဲတတ်လိုက်တယ်လို့စာရေးပေးပို့လာတယ်လို့မိသားစုလူကပြောပါတယ်။အဲဒီနောက်မှာတော့အသက်3နှစ်ရွယ်မတ်ရတနာကိုလှိုင်းသားရအရှိပိုင်းမြို့နယ်ရွှေပြည်သားတရားလေးကလမ်းဘေးမြောင်းလဲမှာတေဆုံးလဲတွေ့ရှိခဲ့ရပြီးဝစ်စင်ထားတဲ့ငကတ်တရံကိုတော့ကလေးငယ်ကိုတတ်ဖြတ်သွားခဲ့သူတွေကယူဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။ကလေးငယ်တတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသားစုနဲ့နီးစပ်တဲ့တိုင်ဝမ်ကအခုလိုပဲပြောပြခဲ့ပါတယ်။ နနာလေးရာ28ရက်နေ့ကပျောက်တာတော့ကြီးရာယဒနာရဲ့အမေကြီးယဒနာလေးကနှစ်နှစ်နဲ့ခုနှစ်လပဲရှိသေးတယ်အဲ28ရက်နေ့မှာမနေ့ပိုင်းလေကွာအဲ့မျိုးသမီးကအိမ်ရှိမှလာထိုင်နေတယ်မြင်းနဲ့မျိုးလုံးမတွေ့တယ်ကိုကတော့ဘာမှမဆိုင်တော့မပြောဘူးအညာသားနဲ့တော့စကားတွေပြောနေတယ်ဟောမိုးတွေပါတော့ဘိုက်ကြီးတဲ့တယောက်ဆိုပြီးတော့တနာလို့အိမ်ထဲကိုခေါ်ပြီးတော့ မိုးခိုခိုင်းနေမိုးခိုခိုင်းမှာညက်နေဆောင်ကြတော့ခလေးနှစ်ယောက်ကအပြင်မှာသွားပြီးတော့ခုနကပိုင်လေးဆိုင်မှာမုတ်သွားဝဲစားတယ်အဲ့ဒီအချိန်မှာအဲ့မိန်းမလည်းစိတ်ခဏပြောက်သွားတယ်ပြောက်သွားတော့ဟဲ့ခလေးတွေဘယောက်သွားလဲဘယောက်သွားလဲမျိုးခလေးအကြီးကောင်ကတားလို့သူကပြန်အောင်ခိုမိန်းမအိတ်ကိုထားခဲ့လို့ ကောက်ယူခရဲအဲ့မိမငါတို့နဲ့အမျိုးလည်းမဟုတ်ငါတို့ညီကောင်မောင်မလည်းမဟုတ်နင်းအဲ့ခလေးငါခလေးဘမလည်းသွားချရည်တို့လိုက်ချတော့အဲ့ခလေးမနဲ့အဲ့အမျိုးသမီးကမတွေ့တော့ဘူးအတောက်ဆိုင်မှာလည်းမေးကြည့်တော့ဟုတ်တယ်ခလေးနဲ့ခလေးခေါ်ပြီးဟိုဘက်တော့ကျွန်မလိုက်ချတော့မတွေ့တော့အနာကလူတွေကိုခေါ်အဲ့လှုပ်ကြပါအောင်ကဲကြပါအောင်ဟိုဘက်ကြီးတဲမှာခလေးကိုခေါ်သွားတယ်ဆိုပြီးတော့တညာလုံးချလိုက်ကြတာမတွေ့ဘူးည6နာရီခွဲလောက်ကြတော့အញ្ញာတားရဲ့ဖုန်းကိုစာလှမ်းပို့တယ် ငါဘယ်သူလဲဆိုတာသိလားငါအကြောင်းသိချင်းရဲစခန်းကိုမေးကြည့်ဆိုတော့ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလဲရပါတယ်နော်ငါအကြောင်းသိချင်းရဲရဲစခန်းကိုမေးမလို့လားဆိုတော့ကွာလည်းမမေးပါဘူးဗောပြုံကိုသူ့ရဲ့လုံရင်တူရင်မလဲခါကျသိန်းတရာတောင်းတယ်အဲ့သိန်းတရာကိစ္စမှာဘယ်သူမှမတိကြတယ်ဘယ်သူမှမတိဘူးအဲ့သိန်းတရာရဲ့ကိစ္စတော့ ကျမတို့မှာအိမ်ကြီးနာချင်းနေရနေပြီးတော့သူရှာရှိတဲ့ရွှေလေးပောင်းသူများရှာရှိတဲ့ရွှေလေးပောင်းလုပ်ပေးကြပါတို့အိမ်ရောင်းပြီးပေးပါမယ်ကိုကလေးရရင် ပြီးရောလေအိမ်ပဲကုန်းကုန်းဘလိုပဲနေရနေရဆိုတဲ့အတွေ့မနေ့၈ရက်နေ့ကို ပေးပါမယ်လို့ဆိုပြီးတော့မနေ့၈ရက်နေ့ထို့တော့အနာနီးတရားသူ့ရွှေလေးပြေးပောင်းကိုရွှေလေးပြေးပောင်းသူ့ဘတ်တို့ပောင်းပေးကြတယ်တင်ပြပြင်ပြီးရောခုနှစ်နာရီနဲ့23မိနစ်မှာရိုးကြီးကနေလှမ်းဖုံးထွက်တယ်ကလေးတယောက်တွေ့ပြီဆိုတော့ ကျွန်မတို့မှာရိုးကြီးသွားရိုးကြီးကြတော့မဟုတ်ဘူးခလေးမရခမရလာတော့ဟုတ်ပါတယ်ဗောရိုးကြီးကြတော့ minus 10မှာမင်းကလေးအလောင်းတွေးလို့တဲ့ minus 10ကိုရောက်သွားပြန်တော့လဲဆေးရုံတွေဝါပြီးတဲ့ဆေးရုံကမှကိုမီးလေးရဲ့အလောင်းဖြစ်နေတယ်အဲ့အချိန်ထိမှလဲအဲ့ဖုံးကတိမ့်တရာပို့ဖို့အမြဲစာပို့နေသေးတယ်အဲ့ရဲ့စာရီအကုန်လုံးရဲစခန်းမှာရှိတယ် ဒါပေမဲ့အခုချိန်ကြီးတော့ဘာတည်င်းအဆာနာမှမရသေးဘူးအကုန်လုံးခလေးချီးတဲ့မိသားစုတွေမိသားစုတွေလည်းကြောက်နေကြပါပြီသူနဲ့နီးတဲ့ပတ်ဝန်းကျင်မဲ့ဖြစ်ဖြစ်ကိုအနီးနာလူတွေမိမိအနီးနာလူတွေဘယ်သူဘာလောက်စားလဲဘယ်သူဘာလောက်စားလဲတကယ်လို့များတိကြမယ်ဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တွေအကြောင်းကြားပေးပါနှမို့ဆိုရင်ကိုယ့်လက်ဘယ်တော့ရောက်ပါမလဲဆိုတာကို ဖြစ်လာမယ့်အခြေအနေတွေရောက်မှဆိုလို့စိုးရင်လုံးလို့ကိုခံစားသလိုကိုမီးလေးအသက်ဆုံးဆုံးသွားသလိုသူများကခလေးတွေလည်းကိုလိုမခံစားစေချင်လို့အကုန်လုံးကလည်းဝိုင်းပြီးတော့ကူညီပေးကြပါဒါပေမဲ့အဲ့အမျိုးသမီးကိုမိခဲ့မယ်ဆိုရင်တော့ကျမကခမင်းခေါ်ကြွေးချင်သေးတယ်သူစားချင်တဲ့ငပီတိုးစရာလေးကျမကသူပြောခဲ့လို့အဲ့လောက်ထိစေနာထားတာလူတစ်ဖက်သားပေါ့ ယရနာလေးအသက်ဆုံးဆုံးသလိုသူတို့မိသားစုဒီအသက်မဆုံးဆုံးပါစေနဲ့ယရနာလေးနာကျင်ခံစားရသလိုထိုပုပ်ကိုရဲ့မိသားစုတွေဘေးကင်းကြပါစေယရနာလေးရဲ့မိသားစုကျမတို့ဂျင်းနှမ်းမှာပူတော်ခံစားနေရသလိုအဲ့မိမရဲ့ဘဝအဲ့မိမရဲ့တားစဉ်ကြီးဆက်မိမိသားစုအလျောက်အေးချမ်းကြပါစေလို့ဆုတောင်းပေးတယ်